မြန်မာနိုင်ငံမှာလူဖြစ်ရတာသိကိုကံကောင်းပါလေမြန်မာနိုင်ငံမှာလူဖြစ်ရတာလေတတော်ကိုကံဆိုးတာမတိုက်ဘူးမတိုက်ဘူးဆိုတာတဲ့ဒီစီစဉ်ကြီးကိုချက်ငယ်နားမလည်နိုင်ဘူးဟုတ်ကဲ့ပါချက်ငယ်အာမနေ့တော့ကလည်းစုမတော်ကဒါပရိသတ်တွေရှင်းမှလည်းခါခါပြောထားရပေါ့နော်ဒီကြပါ့ ဒီတစ်ပတ်မှာတော့နှစ်ဦးကနှုတ်ဆက်ထွက်ခွာရမယ်။ဘာလို့လဲဆိုတော့အဲနောက်တစ်ပတ်တွေနောက်တစ်ပတ်တွေအတွက်ဘယ်နှစ်ယောက်တွေရှင်ပြိုင်ပြီးတော့ဘယ်လိုမျိုးအဲ theme တွေနဲ့ရှင်ပြိုင်ကြမယ်ဒါတွေအကုန်လုံးကလည်း program ကဆွဲထားပြီးသားဖြစ်တဲ့အတွက်ဒီလိုတော့လောလောဆယ်စီစဉ်ထားပါတယ်။ချက်ငယ်နားမလဲဆိုတော့ voting system ပြောရလား။ချင်းကြီးတို့ပေးထားတဲ့အမှတ်တရလည်းတော်တော်ကောင်းပါလေခလေးတွေအကုန်လုံးတော်ကြတယ်ပြကြောင့်ဟိုမလိုက်တဲ့တချင်းလေးတွေရှိပေမဲ့လည်းသူတို့စိုးသွားနိုင်နေကွာ ဒါပေမဲ့ဒီလူမျိုးကြီးတော်တဲ့ကလေးတွေကြတော့ဒီလူဖြစ်ရတယ်ဆိုတော့ဟို voting မှာပဲဖြစ်တာလားဒါမှမဟုတ်ဒီမြန်မာ star နဲ့ပဲသက်ဆိုင်တာလားအဲ့ဒါကိုသင်ကြီးသိချင်တယ်ဟိုပြန်ပြီးတော့ကလေးတွေကိုပြန်ပြီးတော့သက်ဆိုင်ရလူချင်းမင်းနေနဲ့ရွေးချယ်စစ်စစ်ချင်တယ်ဒါသင်ကြီးရဲ့စန္ဒကိုဆရာမင်းနဲ့အားလုံးကကြိုးစားခဲ့တယ်ရသိတဲ့အောင်မြင်မှုလေရတယ်ဒါတော့ ဗန်ဝဲတစ်ခုအနေနဲ့ပေါ့ဒါပေမဲ့အဲ့ဒီစိတ်ထဲမှာကဗိုလ်တင်ကိုဦးစားပေးတယ်ဆိုပေမဲ့ဗိုလ်နေတစ်ခုတည်းကိုချိန်ပြီးတော့မပေးနိုင်တဲ့အရက်ဒေသဆိုတာလည်းရှိသေးတယ်မပေးနိုင်တဲ့လူတချို့ကလူပဲကြိုက်ပြီးတော့မပေးနိုင်တဲ့လူလည်းရှိတယ်အများအများအများကြီးပေါ့နော်နေမျိုးစုံအဲ့ခါကျတော့ တန်းတဲ့ကလေးတွေရဲ့အရေးချင်းနေတာကိုယ်တွေသိဆုံးပဲလေနော်ဘသူကဘလို့ကောင်းလဲဘသူကဘလို့ကောင်းလဲအသိဆုံးပဲဆိုတော့ဒီအခြေအနေကြီးကိုမြင်ရတာအဆင်မပြေဘူးတခုတော့ပြန်စဉ်းစားစေချင်တယ်နော်ยิ่งมองกันก็

哪个洞啊？